အလုံးမမင်္ဂလာပါခင်ဗျာ90 kids ဆိုကစနေကနေပြန်လဲကြိုးစိုးလိုက်ပါတယ်တောလာပိုင်း28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကိုခံစားခဲ့ရတာဟာဒီနေ့ဆိုရင်29ရက်မြောက်နေ့ကိုရောက်ခဲ့ပြီဖြစ်ပါတယ်ဗျကလေးလုပ်ငန်းတွေပြီးပြီရှင်းလင်းရေးတွေပြီးပြီအခုထူထောင်ရေးမှာ65သိန်းတန်အိမ်လေးတစ်လုံးလူပေးနိုင်ဖို့ထူပေးနိုင်ဖို့ Fighter Gain ကိုဇော်ကြီး Sport Channel နဲ့90 kids ဆိုကစနေတုံးကိုပေါင်းပြီးတော့ကြိုးစားနေပါတယ်အဲ့တော့ဒီ channel တုံးကမတ်တီဝေ55သိန်း မော်ဒီပြီးတော့လိုအပ်တဲ့အလှူငွေကို YouTube Channel ပေါ်ပဲကျွန်တော်တရားဝင်တနေ့ကအလှူခံခဲ့ပါတယ်အဲ့တော့တနေ့ကကျွန်တော်6သိန်းကျော်ရတဲ့အလှူငွေမနေ့ကလည်း3သိန်းနဲ့2တောင်ရတယ်ဆိုတော့ဒီအလှူခံရဲ့ကာလဟာ30ရက်နှစ်အထိသာကျွန်တော်တို့အလှူခံမှာဖြစ်ပါတယ်အဲ့တော့ Fighter King နဲ့နေဆက်တဲ့သူတွေက Fighter King ကိုဆက်သွယ်နိုင်တယ်လို့ကိုလိုကြီးနဲ့နေဆက်တဲ့သူတွေကလည်းကိုလိုကြီးကိုဆက်သွယ်နိုင်ပါတယ်ဗျာကျွန်တော်နဲ့နှိစက်တဲ့သူတွေကတော့အပေါင်း9 9 4 9099 2569 Viber number ကိုဆက်သွယ်ပြီးတော့ တထောင်ချက်ကစပြီးတော့ပါဝင်လူတန်းနိုင်ပါပြီဗျာအခုလာမယ့်ဘုံတမှုနေလောက်ကစပြီးတော့ကျွန်တော်တို့ဒီအလှကိစ္စအတွက်ဇဂိုင်းမှာလိုအပ်တဲ့ဒေါကူမန့်တွေတောင်းပြီးတော့လူတန်းမှာဖြစ်ပါတယ်ဗျာအဲ့တော့လူစစ်တူတယောက်ချင်းရဲ့နာမည်တွေကိုရှာရေးပေးဖို့ခက်တဲ့အတွက်လို့ဒီလှူပြီးရင်တော့ဒေါကူမန့်အပြည့်စုံကိုကျွန်တော်တို့ YouTube Channel မှာစပေးပါမယ်ဗျာဘုံမောင်းနဲ့ Manchester United တို့ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်ဒီနေ့ည9:00ခွဲမှာဖြစ်ပါတယ် ပရဘာချောမှာကစားတော့ကမန်ချက်စတာယူနိုက်တက်ရဲ့ကွဲမှာဘုံပေါက်တီ03ဆိုတဲ့ရလက်နဲ့နိုင်ခဲ့ပါတယ်။အဲ့ဒီပွဲမှာဖွင့်ခဲ့တဲ့ဂျေးတီမယူက1.80နဲ့ဂိုးပေါင်းဂျေးက 3D ဖွင့်ခဲ့တာဗျ။အဲ့ဒီပွဲမှာဘော်ဒီအောက်သမားတွေအပြည့်အဝအောင်ခဲ့ပြီးတော့ဂိုးပေါင်းဂျေးကတော့အကျိုးအမြတ်မရှိခဲ့ပါဘူး။ဒီနေ့သင်ဘုံပေါက်ကွဲမှာတွေ့ထားတဲ့ရလက်ကိုကြည့်တဲ့အခါ221 10 12 02ဆိုပြီးတော့အင်ရှင်ကနောက်ဆုံး၅နှစ်မှာတကြိမ်နိုင်ပါတယ် မန်ချက်စတာယူနိုက်တက်က3ကြိမ်နိုင်ပြီးတော့2ကြိမ်တရေကျပါတယ်။နောက်ဆုံးကနေ့ဘုံမောက်ကွင်းမှာဒေနသင်းဟာပရီးမီးယားလိပွဲကစားတိုင်းမှာနောက်ဆုံး၄ပွဲဂိုးအောက်ဖြစ်ထားပါတယ်။ဘုံမောက်ကိုကြည့်ရင်ဒီသင်းကလက်ရှိမှတ်ပေးပြမှာအဆင့်၈ပြ။သူတို့ရဲ့ထုံးစံအတိုင်းပဲဟိုလိုလိုဒီလိုလိုနဲ့ပဲသူတို့ရာသီတိန်းတော့မှာအမှတ်ပေးစရာမှာလည်းတိထက်ပို့ပြီးတော့မြင့်မြမာမာရနိုင်ကြအကြောင်းမရှိတော့ဘူးသူတို့ကိုယ်တိုင်လည်းလိုချင်တဲ့ပုံစံမဟုတ်ဘူးဘုံမောက်ကရာသီအစထက်ကိုရာသီအလယ်လောက်မှာတောက်လျှောက်ပုံစံကောင်းနေ ရခဲ့ပြီးတော့ရာသီအသိမ်းမှာကျသွားတာပဲဒါကဟိုဒီနှစ်တစ်နှစ်တည်းမဟုတ်ဘူးနှစ်တိုင်းမှာဒီအသိန်းတွေကဒီလိုဖြစ်နေပြီတမစင်ရဖို့အသိန်းအတန်ရုံးကန်နေပြီးရင်လေလက်ရဲ့အပေါ်လေးနားမှာရက်တရဖို့သူတို့ကြိုးစားတယ်အဲ့ဒါပြီးပြီဆိုရင်တော့သူတို့ရဲ့ဇလတ်တွေဟာကျွန်တော်တို့နောက်ကဒီအသိန်းတွေကိုလက်ယုံကြည်ဖို့ဟာတော်တော်လေးအဆင်မပြေတော့အောင်ကစားတယ်တဘင်္ဂါချန်ကကြည့်ရင်တော့ဘုံမောက်ဟာသူနောက်ဆုံးကစားခဲ့တဲ့အိမ်ပွဲမှာလီဗာပူးကိုရှုံးတယ်၊ဥပါနန်ကိုရှုံးတယ်၊ဘရန့်ဖို့ကိုရှုံးတယ်၊အက်စစ်တောင်းကိုလည်းရှုံးတယ်။အဲ့ဒီ၄သင်းကိုသူစတိုက်ရှုံးခဲ့တာဗျာ ဲ့တော့အဲ့ဒီလေးသိန်းကိုအိမ်ခွဲမှာဇက်တိုက်ချုံခဲလို့ဒေသင်းဟာဥရောပဝင်ခွင့်နေရာနဲ့လွဲသွားပြီလို့ဟိုကျွန်တော်တို့တမန်ကဆံကကြည့်ပြီးပြောမယ်ဆိုပြောလို့ရပြီမှာဒါကဒီသိန်းရဲ့ရွေချက်ပဲဒီသိန်းတွေကဒီတိုင်းပဲကစားလိမ့်ချည်တယ်သူတို့ခေါင်းထဲမှာဥရောပအိမ်မက်လည်းမရှိဘူးဘာဆိုဘာမှမရှိတဲ့အသင်းတွေဗျဘုံမောက်လိုပဲကျွန်တော်တို့သတိထားတဲ့အသင်းတွေက Britain တို့ Brentford တို့ Fulham တို့ Crystal Palace တို့အဲ့ဒီအသင်းတွေဒီဒီကာလမှာမပေးကြမှာဒီအသင်းတွေကိုမကစားသင့်တော့ဘူးသူတို့တွေဒီတခုခုအတွက် ဒီရတီမှာအလုပ်လုပ်တဲ့အသင်းတွေပါသူသဖြင့်ထိုးချေးကိုချိန်ညှိပြီးမှကစားတဲ့အသင်းတွေသူတို့ကိုကစားတဲ့ပွဲတွေမှာဘော်ဒီပေါ်တွေကစားရင်ဒီကောင်တွေဘော်ဒီအောင်အောင်အတင်းလိုက်ပြီးကစားတယ်ဟိုသူတို့ကအောက်ချေးပေါက်တဲ့ပွဲမှာဘော်ဒီကအောက်ချေးကိုတားကစားနေရင်သူတို့ဒီကာလမှာသူတို့ရှုံးတယ်ကိုဘော်ဒီဆွတ်လိုက်တယ်ဆိုရင်ဒီကာလမှာဒီအသင်းတွေဒီကိုအောက်တယ်ကိုအောက်ကိုတအားမဲပြီးလိုက်တယ်ဆိုရင်ဘာမှအမှတ်မလို့တော့တဲ့အခုကာလမှာသူတို့တွေဒီဆွတ်ပြီးတော့ကိုပေါ်ပြတာဒါကဒီပွဲမှာဘုံမောက်ကိုတရိထားရမယ်ပွဲ မန်ချက်စတာယူနိုက်တက်ကိုကြည့်တော့လည်းဘာမှမထူပါဘူးဗျာပွဲကြံနေလို့သာကံရရတာဒီအသည်မှာသူတို့အဓိကပြစ်မှတ်ထားလိုက်တာကယူရိုပါလိဆိုတာလူတိုင်းသိတယ်လောလောဆယ်အဲမှာကလည်းဒန်ရကစားသမားတွေကတိုဘီယန်တိုတသိန်းလုံးမှာကောင်းတဲ့သူဆိုလို့အမော်ရယ်နဲ့ဒီပြအဖွဲလောက်ပဲကျွန်တော်လောလောဆယ်မန်ချက်စတာယူနိုက်တက်အသည်မှာဒန်ရကင်းစင်နေတာဆိုလို့အမော်ရယ်နဲ့ဒီပြအဖွဲလောက်ပဲရှိတော့ဆိုတော့ ဂျာတဲမှာယူရိုပါလိပြိုင်ပွဲရှိတယ်ဆိုပေမဲ့ဒီအသင်းတွေလူချန်ပြီးကစားလို့ရတဲ့အသင်းလည်းမဟုတ်ဘူးယူရိုပါလိအတွက်လူချန်ပြီးတော့ရှိတဲ့လူနဲ့လူငယ်တွေနဲ့ပွဲထွက်မယ်ဆိုရင်လည်းဒီလူတွေပဲဖြစ်လာမှာပဲယူရိုပါလိအတွက်လူချန်နေတယ်ဆိုရင်မန်ယူကဒီပွဲကိုမကန်မဲနဲ့အရှုံးပေးလိုက်မှကိုရဆိုတော့မန်ချက်စတာယူနိုက်တက်ရဲ့လူစင်းဒီဒီအတိုင်းပဲယူရိုပါလိကံမဲ့လူစင်းအတိုင်းပဲပွဲထွက်လာမှာပါပြောင်းလဲလို့ရင်တယောက်စနှစ်ယောက်စပေါ့ဗျာဒီဘောရဖွင့်ပေးထားတဲ့ဂျင်းမှာဘုံမောက်ကလက်ရှိဘော်ဒီဂျင်းမြန်မာစံတော်ဂျင်း နေ့လယ်2နာရီနဲ့18မိနစ်အစီအမံ1ပေါင်း62နဲ့9ပေါင်းကျက3ပေါင်း40ဗျဖွင့်ထားတဲ့ဘော်ဒီကျေးကိုကြည့်ပါဦးဗျာဒီရသည်မန်ယူတို့ခွေးဖြစ်လိုက်ပုံများဟောဘာမဟုတ်တဲ့အသင်းကနေပြီးတော့သခင်ကြီးကိုသွားပြီးတော့ကြေကျော်ပေးရတဲ့အထိကိုမန်ယူဟာအဲ့လောက်အထိအစီအနေဆိုးသွားတယ်ဝန်နစ်ဆူအော့စ်မှာကြတော့ဘုံမောက်အနိုင်ကို80ပေးထားတယ်တရေကိုလေးစားနဲ့မန်ချက်စတာယူနိုက်တက်အနိုင်ကို4.6ဆိုပြီးတော့ပေးထားပါတယ်မိနစ်90အတွင်းမှာနှစ်သင်းလုံးတရေမကြောက်ဘူးဆိုတဲ့ကျေးကိုဖွင့်ပေးထားပေမဲ့ ဘုံမောအတင်အနိုင်ရစေရရှိမဲ့အဆဟာနည်းနည်းလေးလိုအပ်ထားတဲ့ပုံများတယ်လို့ကျွန်တော်ယူဆပါတယ်။မိနစ်90အတွင်းမှာနှစ်ဖက်သွင်းကုန်းရှိမယ်ဆိုတဲ့ကြေးကိုလည်းဖွင့်ပေးထားပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဒီမိနစ်90အတွင်းမှာတကူရသွားနိုင်တယ်ဆိုတဲ့ကြေးကိုဖွင့်ပေးထားတယ်။ဆိုတော့ဒီပွဲမှာကျွန်တော်တခြားပါပါညာညာတွေလက်မကြည့်တော့ဘူး။ဒီပွဲကိုတော့ကျွန်တော်ကဒလောကလုံးနဲ့ကျွန်တော်ဘက်ကန်ကျင်တယ်။ဒီပွဲမှာကျွန်တော်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘော်ဒီကိုကြိုက်နေတယ်။ ။ဘာကြောင့်ကြိုက်နေရတာလဲဆိုတော့အကယ်၍မြောက်ဘုံမောက်ကဒီပွဲမှာတရရင်တော့80 80လို့အဲအဲ့လိုမျိုးကြီးပေးလာရင်တော့ကျွန်တော်ဘုံမောက်ကိုကျွန်တော်ရွေးချယ်ပါမယ်။ဘာဖြစ်လို့လဲဆိုတော့ဘုံမောက်ဒီအဲ့လိုကြီးမျိုးပေးလာတယ်ဆိုရင်အနည်းဆုံးတော့တကောကွာလောက်နဲ့သူနိုင်သွားနိုင်တယ်။ဒါပေမဲ့လက်ရှိပေးထားတဲ့1.80မှာတော့ Manchester United ဒီဘုံမောက်ကိုတရေကြအောင်ကစားနိုင်တယ်လို့ကျွန်တော်ယူဆထားတယ်။အဲ့တော့ကျွန်တော်အခုလိုမျိုး1.60 80နဲ့ Manchester United ကိုအောက်ကြီးထိုင်ရမယ်ဆိုရင်တော့ကျွန်တော်ယုံကြည်တယ်ဒီပွဲမှာ Manchester United ဒီ တရေကြအောင်ကစားနိုင်မယ်လို့ယူဆတဲ့အတွက် Manchester United အသင်းရဲ့ပေါ်လီတကြောင်တည်းကိုကျွန်တော်ကြိုက်ပါတယ်ဗျ။ကိုပေါင်းကစားချင်တဲ့သူတွေကတော့ဘူဂျာသနက်ကိုကြိုက်တာကိုလို့ကြပါ။စုံနေလိုက်ကြည့်ပေးကြရတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ကြီးမြန်ဆုံးအေးကြပါစေ။အာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ။